ားလုံးပဲမင်္ဂလာပါဒီခုအော်တိုဘာလာအတွင်းမှာပေါ့နော်ဒီမလေးရှားရောက်အထူးသဖြင့်မလေးရှားရောက်ရွှေမြန်မာတဲ့အတွက်ပေါ့နော်ဒီအထောက်ထားမရှိတဲ့လူတွေအတွက်အာကျွန်တော်တတိပေးရှင်ပါခင်ဗျာနော်ဒီ23ရက်နဲ့28ရက်အတွင်းမှာပေါ့နော်ဒီတောင်အာဖရိကရဲ့ဖင်လန်ရဲ့ပြီးလို့ရှိရင်ဒီအာဆီယံ country ရဲ့ပေါ့နော်အာဆီယံနိုင်ငံကဒီလူကြီးတွေပေါ့နော်ဒီမလေးရှားမှာသူတို့ meeting လုပ်ဖို့ရှိတယ်ဒီတမတ ဒိုနထရမ်ကိုလည်းဒီမလေးရှားဝန်ကြီးချုပ်အိဗရာဟင်က NY ဘရာဟင်ကဖိတ်ကြားထားတယ်ပေါ့နော်အတိကတော့တို့ဒီထိုင်းနဲ့ကမ္ဘောဒီးယားတို့ဆစ်ဖြစ်တာကိုတို့အရက်တန်းလိုက်နိုင်တယ်ပေါ့နော်တို့နှစ်ယောက်ကပူပေါင်းပြီးတော့မှဒီဆစ်ပွေးကြီးကိုတို့ရက်တန်းလိုက်နိုင်တဲ့အတွက်အဲ့ဒါကိုကွန်ပျူဖို့အတွက်ဖိတ်ကြားရတယ်ဆိုပြီးမှသတင်းတွေမှာလည်းတွေ့ရတာပေါ့နော်ဆိုတော့ US President လည်းလာမှာဖြစ်တယ်ဒီလိုရှိရင်ဒီရုရှားသမ္မတပူတင်လည်းလာမယ်ဆိုပြီးတော့မှတို့ ပြောထားပါတယ်ခင်ဗျာเนาะဒီဟာကိုကျွန်တော်တို့ဒီ supplier group တွေမှာပေါ့เนาะအကုန်လုံးပေါ်လာတာဖြစ်တယ်ကျွန်တော်တို့ကပစ္စည်းတွေပါတဲ့ order မှားရတယ်ဆိုတော့ဒီနေ့ဒီနေ့မှာဆိုရင်ဒီပစ္စည်းတွေမရောက်နိုင်ဘူးအာ roblox တွေအဲ့လိုမျိုးရှိတယ်ဆိုပြီးတော့မှသူတို့ကအကြောင်းပြန်ကြလို့ဒီဟာကိုကျွန်တော်တို့တီးရတာဖြစ်တယ်ဆိုတော့အဲ့ဒီနေ့မှာဆိုရင်လုံခြုံရေးအင်အားကိုအယောက်2000အထိတောင်ရှားထားမှာဖြစ်တယ်သူတို့ဒီအထူးသဖြင့်ဒီ roblox ရှိတဲ့နေရာတွေကဒီ ပူထရာဂျာယာနဲ့ဒီ KLCC အတွင်းပေါ်တော့ဂျလမ်အမ်ပောင်းတို့ဂျလမ်တူရန်ဆတ်တို့ပြီးလို့ရှိရင်အာဂျလမ်ပင်ဂျိုင်းတို့စသဖြင့်ပေါ့နော်ဂျလမ် MB တို့အကုန်လုံးအာ Roblox ရှာထားမှာဖြစ်တယ်ပေါ်ပြီးတော့မှ Roblox မြားမှာဖြစ်တယ်အဲ့ဒါကြောင့်အထောက်ထားမပြည့်စုံတဲ့လူတွေဒီရက်အတွင်းမှာပေါ့နော်23ရက်နဲ့28ရက်အတွင်းမှာအသွားလာရယ်မလုံကြဖို့ကျွန်တော်အကြံပေးရှင်ပါတယ်ဘာလို့ဆိုတော့လုံချုံရဲ့အင်အားက2000တိတောင် ရှားထားမယ်ဆိုပြီးတော့မှသူတို့ပြောထားရပေါ့နော်ဘာလို့ဆိုတော့ဒီ US President တို့ဒီတရုတ်ကိုယ်စားလှယ်တွေလာမှာပြီးလို့ရှိရင်ဒီပူတင်နာမလာမယ်ဆိုတော့ပေါ့နော်အဲဒါကြောင့်လုံခြုံရေးကိုတင်းတင်းကြပ်ကြပ်သူတို့ဂိုင်းတွေ့သွားမှာဖြစ်တယ်ဒီမလေးရှားမှာတစုံတစ်ခုအဲ့လိုမျိုးဖြစ်သွားလို့ရှိရင်သူတို့မှာဒီအရန်ပြဿနာတွေကြီးသွားနိုင်တယ်ပေါ့နော် မလေးရှားဆိုရအောင်မာဒီ KL အတွင်းမှာဒီအလုံးလုံးနေတဲ့လူတွေကိုပေါ့နော်ဒီ KL အတွင်းမှာပေါ့နော်ဒီတက်မှတ် zone area မှာရှိတဲ့ဒီအထူးသဖြင့်ပေါ့နော်ဒီ KLCC အတိုင်းဝိုင်းနဲ့ဒီ Putra Jaya အတိုင်းဝိုင်းဝန်းကျင်နားမှာရှိတဲ့ဒီပေါ့နော်ဒီအလုံးလုံးတဲ့လူတွေအနေနဲ့ကိုလုပ်ငန်းရှင်ကိုဒီအိမ်ကနေလုပ်လို့ရတယ်ဆိုရင်အိမ်ကနေအလုံးလုံးခွင့်ပြုဖို့ ီအစိုးရကနေပြီးတော့မှလုပ်ငန်းရှင်ကိုတော့သူတို့တောင်းဆိုထားတယ်ပေါ့နော်ဆိုတော့အလောက်ထီတောင်းပွေကျင်းมาဖြစ်တယ်အလောက်ထီတောင်းကားလန်းတွေအကုန်ပိတ်ဆိုထားมาဖြစ်တယ်လုံခြုံရေးအားအပြည့်ယူထားมาဖြစ်တယ်ဆိုတော့ပေါ့နော်ဒီမလေးရှားရောက်ရွှေမြန်မာတွေအနေနဲ့ဒီတနေနဲ့တနေပေါ့နော်တမျိုးနဲ့တမျိုးဒီ KL ကနေပီနန်တို့ဂျိုဟိုတို့တွာတာတော့အထူးဖြင့်ဒီမြို့သေးကိုလာလီတာတော့ပေါ့နော်အဲ့လိုမျိုးတွေရှောင်ရှားတင်ပါတယ်လို့ကျွန်တော်တိုက်တွန်းရှင်းပါခင်ဗျာနော်အားလုံးပေးကင်ကြပါစေ